ကျွန်တော်မြို့သားနိုင်ငံရေးတပါမဟာဗမာချိန်ကျော်လင်မှာစုမော်ကောင်တောင်းပေးလိုက်ပါတယ်အဲ့တော့ဒီမနက်မှာပြောစရာလေးကဘာလဲဆိုတော့ညတော့ကျွန်တော်က YouTube မှာ live လွှင့်တော့ခါကြတော့ဟိုစကားအစုံတွေ့ရတယ်เนาะစကားအစုံတွေ့ရတယ်အဲ့ထဲမှာဟိုကျွန်တော်ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့เนาะပြောတာလေးတွေတွေ့လိုက်တယ်ဗျာ တို့ကဒီမိုကရေစီကိုနားမလည်ကြဘူးเนาะအဲ့တော့မင်းကဆရာကြီးလားဆိုမင်းကဘာကောင်လဲမင်းအဲ့လောက်တက်နေလို့ရှိရင်မင်းကာကြုတ်သွားလို့ပါလားတို့အဲအဲ့ဒီလူအဆုံးမဲတရားအဆုံးမဲအဲ့တော့ကျွန်တော်ကဘာပြောချင်တာလဲဆိုတော့ကျွန်တော်ဆရာကြီးလည်းမဟုတ်ပါဘူးကျွန်တော်ဘာကောင်မှလည်းမဟုတ်ပါဘူးကျွန်တော်အမျိုးသားနိုင်ငံရေးကိုလုပ်တဲ့အဲမဟာဗမာဂျိကျော်လေးဖြစ်ပါတယ် ဲ့တော့အဓိကကျွန်တော်နိုင်ငံသားတွေနားလည်ဖို့ကဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခြေခံသဘောတရားလေးကိုနားလည်ဖို့ပြောတယ်ဗျဒီမှာကသူက ဖွဲ့စည်းပုံမြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအားဖြင့်၃မျိုးရှိခဲ့တယ်เนาะအဲ1940ဖွဲ့စည်းပုံရှိ54ဖွဲ့စည်းပုံ2008ဖွဲ့စည်းပုံဆိုပြီးတော့ကျွန်တော်ဖွဲ့စည်းပုံ၃ခုကျော်ရှိခဲ့တယ် ဲ့ကျွန်တော်အဲ့ဒီဖွဲ့စည်းပုံတွေကိုကြည့်မယ်ဆိုလို့ရှိရင်ခင်ဗျားတို့ကျွန်တော်လေ့လာထားတာကိုတေချာလေးနားထောင်ကြည့်ပါ1948ဖွဲ့စည်းပုံ84208တော့ခုရှိတဲ့အထဲမှာ1948ဖွဲ့စည်းပုံကိုကြတော့တေချာကြည့်နော်သူ့ရဲ့အရေးသားက ဖွယ်သည်အုတ်ချုပ်ပုံဥပဒေတဲ့၄၀ခုမှာရေးထားတဲ့သကယုံသကလုံးကဖွယ်သည်အုတ်ချုပ်ပုံဥပဒေအုတ်ချုပ်ပုံဆိုတာလေးပါတယ်နော်ဖွယ်သည်ပုံဥပဒေမဟုတ်အုတ်ချုပ်ဆိုတဲ့ဇာတ်ကားလေးပါတယ်ဒီခုနစလေးဖွယ်သည်ပုံကကြာပြီးတော့28ဖွယ်သည်ပုံ2008ဖွယ်သည်ပုံအကြည့်ကိုကြာတော့ဖွယ်သည်ပုံအခြေခံဥပဒေလို့ပြောတယ် အခြေခံဆိုတဲ့ဇာတ်ကားလေးပါလာဖွဲ့စည်းပုံဥပဒေကြီးတူတူ84နဲ့2008ကအခြေခံဆိုပြီးဇာတ်ကားရဲ့လေးပါတယ်49ပါလီမန်ဒီမိုကရေစီစာအုပ်မှာကြတော့အုပ်ချုပ်ပုံဆိုတဲ့ဇာတ်ကားလေးပါတယ်မတူဘူးကဲခင်ဗျားတို့စဉ်းစားကြည့်ပါဦးဘာဖြစ်လို့ကွဲပြားနေရတာလဲ Constitution မှန်သမျှကိုဖွဲ့စည်းပုံလို့ခေါ်ပါတယ် သို့တော့သို့တော့ဒါပေမဲ့နိုင်ငံအလိုက်ကွဲတာပဲအဲ့တော့နိုင်ငံအခြေအနေပေါ်မူတည်ပြီးတော့ဖွဲ့စည်းပုံမှန်တယ်ဗျာဒီကွဲပြားချက်တွေရှိတယ်ဗျာခင်ဗျားတို့အဲ့ဒါတော့နားလည်ရမယ်ခေတ်ကာလအခြေအနေပေါ်မူတည်ပြီးတော့ဖွဲ့စည်းပုံမှန်တယ်ဗျာဒီကွဲပြားဖို့ရှိမယ်အဲ့တော့အမေရိကန်မှာလည်း constitution ဖွဲ့စည်းပုံရှိတာပဲနိုင်ငံတိုင်းမှာဖွဲ့စည်းပုံရှိပြီးတော့ဘာဖြစ်လို့ဖွဲ့စည်းပုံတွေက တနေငယ်တနေငယ်မတူရတာလေခင်ဗျားစဉ်းစားလေဟုတ်တယ်မလားမြန်မာနိုင်ငံမှာလည်းပဲဖွဲ့စည်းပုံတော့ခုရှိတယ်အမေရိကန်နိုင်ငံတွေတခြားနိုင်ငံတွေမှာလည်းဖွဲ့စည်းပုံတွေတစ်ခုပြီးတစ်ခုပြောင်းလဲခဲ့ကြတယ်နော်ခင်ဗျားတို့အမေရိကန်နိုင်ငံလို့တူကြည့်တယ်ဆိုလို့ရှိရင်အမေရိကန်နိုင်ငံမှာရေးထားတဲ့ဖွဲ့စည်းပုံကြီးတိုင်းကိုဒီမှာလုပ်လို့ရလားမရအောင်အဲ့ဒီလိုပဲ အချိန်နှစ်အချိန်ကာလကွဲပြားမှုတွေရှိတယ်။ခစ်စနစ်ပေါ်မှာတွေကွဲပြားမှုတွေရှိတယ်။ဒီမှာဖွဲသကရက်လေးကိုပဲကျွန်တော်အရင်ပြောသေးတာနော်။လေးစားကြည့်ခင်ဗျားတို့သကရက်လေးကိုပဲပြောပေးတာ။လေးဆက်ခုဖွဲစည်းပုံကိုကြတော့ဩဖွဲစည်းအုတ်ချုပ်ပုံဥပဒေတဲ့အုတ်ချုပ်ဆိုတဲ့ဇာတ်လေးပါပြီးတော့84နဲ့2000ရှစ်ကြတော့ဖွဲ့စည်းပုံအခြေခံဥပဒေတဲ့အခြေခံဆိုတဲ့ဇာတ်လေးပါတ ဒါဆိုကျွန်တော်စစ်စစ်စားရတော့ဘာကွာချားတာလဲမြန်မာနိုင်ငံမှာရှိတဲ့ဘောကွန်စတီကျူရှင်းချင်းအတူတူ50ခုပါကြတော့အုတ်ချုပ်ဆိုတဲ့ဇာတာပါပြီးတော့2008နှစ်မှာကြတော့2008နဲ့ပြောတော့80လေးကိုထားလိုက်တော့နော်2008မှာကြတော့အဖေလေအခြေခံဆိုတဲ့ဇာတာလေးပါလာဘာကွာချားတာလဲဒါဆိုမန်နေဂျမန့်ဇာတာတွေပုံလားလိုက်ပါပေါ့ management သမားတွေပူလာလဲပဲအဲ့တော့အုတ်အုတ်ချုပ်ဆိုတဲ့ဇာကလွတ်လပ်ရေးဆရတဲ့အခါကျတော့နိုင်ငံတခုတည်ဆောက်ဖို့ကျွန်တော်တို့ကဖွဲ့စည်းပုံမရှိလို့မရဘူးဖွဲ့စည်းပုံရေးရတယ်ရေးတဲ့အခါကျတော့စနစ်တကျတော့မရှိသေးဘူးနော်လွတ်လပ်ရေးအမြန်ရဖို့တက်ကိုရေးရတာဟိုဘူကျော်အစံတို့ကအဲ့တော့စနစ်တကျတော့မရှိသေးဘူးဒါကြောင့်မလို့ဟို 印尼来我讲呢，三倍扩增嘛，今年的股票里头，欧洲的胜利股，欧洲一股三倍有差异啊，欧洲一股三倍差异啊，这些的改造，外资股，Uber 的股包括的，外资欧洲股 Uber 的股票，欧洲现在特别三倍多，多少的外资股票，但是这个一股底下基本收益。 ကျွန်တော်တို့ကဘာဖြစ်လဲဘလို့မှအစင်မချောနိုင်ဘူးဘလို့မှပြီးပြည့်စုံတဲ့ဖွဲ့စည်းပုံမဖြစ်နိုင်ဘူးဒါလေးတော့နားလည်ဖို့လိုလိမ့်မယ်အဲလေဒါဆိုလို့ရှိရင်49ဖွဲ့စည်းပုံကြီးကိုမတ်တွေဟိုမတ်မောတွေ့တာနေတဲ့လူတွေဘလို့ဘသူတွေလည်းသိလားတိုင်းရင်းသားတွေ NLD ဒေါ်အောင်ဆန်းစုကြည်တို့တိုင်းရင်းသားတွေအဲ့တော့ကိုမြအေးတို့ဒီလိုလူတွေကလို့က အဲ40ပွဲကြီးပုံကိုမမောနေကြတာ။ဘာဖြစ်လို့မမောလဲဆိုလို့ရှိရင်အဲ့ဒီမှာခွတ်ထွက်ခွင့်ဆိုတာပါလို့ပုံမှန်200တေ200နေ203 200လေး200လေးခွတ်ထွက်ခွင့်ဆိုတာပါလို့အဲ့လိုမမောတွေ့တာရပ်ပတ်နှောင့်တွေ့နေကြတာ။အဲ့တော့ဒါလေးတွေအစကျွန်တော်တို့မြန်မာနိုင်ငံသားတွေဒီစရာလေးလေ့လာဖို့လိုအပ်ပါတယ်။အဲအဲ့ဒီလုံနဲ့ကျွန်တော်တို့40ခုမှာအုတ်ချုပ် အုပ်ချုပ်တဲ့စနစ်တွေကိုစပြီးတိဆောက်ကြပဲဆိုတဲ့ယူရချက်တဲ့49ကိုအုပ်ချုပ်ဖို့ဖွဲ့စည်းအုပ်ချုပ်ဖို့ဥပဒေရတစ်စက်2008 54 2008ကျတော့ဘာလို့ပါလဲအုပ်ချုပ်ရေးထက်ကိုဘာဖြစ်လဲနိုင်ငံတိဆောက်ရေးကိုတွားတော့ပဲနိုင်ငံကိုစနစ်တကျတွားတော့ပဲနိုင်ငံကိုဖောင်ဒေးရှင်းစလုပ်ရတော့ပဲဆိုပြီးလို့ယူရပြီးတော့ဘာဖြစ်လဲအုပ်ချုပ်ပုံလို့ဆိုတဲ့စကားမပါတော့ပဲတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီစာအုပ်ဒီမြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးအတွက်ကိုအခြေခံအကျဆုံးသောဥပဒေစာအုပ်ကြီးဖြစ်သည်ဒီဖရေဒီပေါ်မှာလည်းအားလုံးလိုက်နာဆောင်ရွက်ရပြီဆိုတဲ့ရည်ရွယ်ချက်နဲ့အခြေခံသဘောတရားတွေကိုထည့်သွင်းပြီးတော့ရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်နေတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့2008ကိုပြဖို့တော့ကိုအဲ့ဒီအခြေခံသဘောတရားတွေကိုနက်နက်နဲ့နားလည်ဖို့မလိုအပ်ဘူးလားလိုအပ်တာပေါ့ အဲ့ဒါတွေကိုနားမလည်ပဲနဲ့ကျွန်တော်တို့ဖွဲ့စည်းပုံကိုပြင်မယ်ဆိုလို့ရှိရင်စီပြေပါ့မလားဘယ်လို့မှမပြေနိုင်ဘူးကဲဒီလောက်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုဖိုင်လေးကိုနှစ်ခေါက်သုံးခေါက်ပြန်နားထောင်ပြီးတော့လေ့လာကြပါလို့မြစ်တာရက်ခံပါတယ်နောက်ဗီဒီယိုဖိုင်မှာ ဖွဲ့စည်းပုံပြင်တာနဲ့ပတ်သက်ပြီးတော့ဝေမျှပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မြို့သားမြို့သားနိုင်ငံရေးတမမဟာဗမာဂျင်းကျော်လေးဖြစ်ပါတယ်တဒါ